ဗီယက်နမ်နိုင်ငံတစ်ခုထဲမှာသာတွေ့နိုင်ပေထူးဆန်းတော့တဲ့လေထရီမနော်ဒီဂျီမီနိုဖို့ဗီယက်နမ်နိုင်ငံကိုသွားမှသာတွေ့မြင်နိုင်မယ်အော်ချာတော့ဆရာထူးဆန်းတဲ့ကြောင်းတွေကိုတည်ဆပ်ပေးပါမှာဖြစ်ပါတယ်။ကြောင်းများစုကဂျပန်ကိုရီးယားတရုတ်စတဲ့နိုင်ငံတွေရဲ့တရိတ်ရိုးရာတွေမှာရင်းနှီးကြပြီးတော့ဗီယက်နမ်နိုင်ငံနဲ့ပတ်သက်တဲ့အကြောင်းတော့နိုင်ငံစင်းကားနေကြမှာပါ။ဒါတော့ဒီဗီဒီယိုလေးကလူဂျီမီနိုသိမှချာဘူးသူတော်တစ်ခုခတ်တိုးစီမလို့ယုံကြည်ပါတယ်။ကဲဇင်းတွေပြီဆိုရင်တော့ဒုံးစာရိုင်းပြစီကိုဖွင့်နားကိုရှင်ပြီးကြောင်းစားလိုက်ကြအောင်ပါခင်ဗျာ။ Mekong River Delta ဗီယက်နမ်ပြည်သူရဲ့စပယ်ကြီးတို့တင်စားရတဲ့ဒီနိုင်ငံကကုလစားသုံးမှုအတွက်စပားကိုပေါ်တင်သွားတင်ထုတ်လုပ်ပေးနေတဲ့ဒီဒေတာလိကတော့ဟိုချီမင်းမြို့တော်နဲ့ကမ်ဘောဒီးယားနိုင်ငံခြားမှာတည်ရှိပါတယ်။ဒီဒေတာကျောင်းကုလုံကမဲခေါင်ရီဗယ်လို့အမည်ရတဲ့မြေထဲမှာတည်ရှိပြီးရှင်စုဆန်းနှဆုနဲ့မျိုးရင်းမျိုးပေါင်းဝင်ပါတယ်။မဲခေါင်ဒေတာမြစ်မွာမြစ်ကွေးတွေနောက်မြောက်မှာရှိတဲ့ပြည်ထမိုင်းတော်စင်တာကြီးမှာတည်တာတစ်ခုပဲဖြစ်ပါတယ်။ VNM လူဝေးရေးနေတဲ့ VNM နိုင်ငံထူအောင်မှုပြည်ုပ်မြန်မာယူရီးယားစတဲ့နိုင်ငံတွေကိုဖျက်ချော်ရင်းဒီမဲခေါင်ဒေတာရောက်ရှိတယ်လို့သိရပါတယ်။တမိုင်းတော်ရှိလာကြတဲ့ဒေတာဖြစ်တဲ့လျောက် VNM မြင်ကျင်းမှုမွေးနေ့တွေနောက်တဲ့ဖို့လို့တင်စားတဲ့ထိကုန် VNM ရဲ့အသက်ဝင်နေကမဲခေါင်ဒေတာကိုကျင်းရနေပါတယ်။ ဒီမဲခေါမီးကြီးကနိုင်ငံလုံးစားသုံးနိုင်တဲ့ငါးတန်းချိန်ပေါင်းများစွာနေစေဖမ်းယူပေးနေပြီးဒီခေတ်ဘော်ဒေတာလေးမှာပဲလီတတွေဖောင်းတဲ့ကြောင့်လေဂူတန်ရောင်းအောင်မန်လျောက်ပြုလုပ်ကြပါရစေ။ဒီနေ့ဖင်စီတကူရဲကိုအတူရှူရှားလေးရှိတဲ့ဒလိတ် ဗီယက်နမ်လူမျိုးတယောက်နဲ့မိဖွဲ့ပြီးဆိုတော့သူတို့ဘုတ်တင်ကိုစကားပြင်ခိုင်းနေရောက်တဲ့ရာလီတော့ရှိနေမှာပေါ့ပေါ့သူတို့ယုံကြည်မှုမှာမိဆွေလိုတန်ပတ်တဲ့လူကြောင့်နဲ့ဇီးတန်ကိုလူမြဝေတာဇီးလေးပြည့်တဲ့ကိုပေါင်းတောက်တာစားတဲ့ပြူမူရီကဘော်ရီရင်းမှုကိုဖော်ပြပါတယ်ဒီနောက်ပိုင်းမှာတော့အစိုးရကဇီးလေးတောင်းလို့ရောကြကိုစီမံကိန်းချမှတ်ဆောင်လာပြီးမြန်နေဗီယက်နမ်နိုင်ငံမှာတော့ဘဲချောင်းတော့တော့ဇီးလေးပလိတ်ကိုတော့တာလေးဝယ်နေနိုင်ပါတယ်ကျွန်တော်ငယ်မှာပြီးလို့နားထိတိုင်းမှာမောင်းငါးစာရှိတယ်ပေါ့ခင်ဗျာဒီထဲမှာမှာဗီယက်နမ်နိုင်ငံတင်ကြတဲ့လူတန်ပတ်မဲ့ထူထောင်လို့ခေါ်တဲ့ဈေးရှုပြောင်းချောင်းနဲ့နေငယ်ပြောပြခြင်းပါတယ်သူထဲကတော့ဒီကိုတင်းတက်အများပြပါတယ်ရော့ဒီထဲကပြီးရေပိုက်ကနေစင်ရှုရှာရပါတယ် ဒီကုန်းတဲ့များပြားလုံးတာကြောင့်ပိတ်တက်ဆိုင်တဲ့ရီဝေးနဲ့ရတာကိုခံစားမိစီပါလေဒီလိုရီဝေးဖူလင်မျိုးကဆယ်စကန်လောက်ပြီးတင့်ကောင်းနေမှာကြမ်းနေပါပါဒီလိုစီပေါင်းရွှေရဲလေးကစီဝိုင်းတစ်ခုခင်လာပြီးဗီယက်နမ်ရဲ့လမ်းတောင်တိုင်းလိုလိုမှာဂျိုဘာကိုတီကော်နာလိုအမီရတဲ့ဆိုင်တွေအွန်လိုင်းကျင်းနိုင်နေရှိနေတတ်ပါတယ်ရုပ်ရဟင်းတစ်ခွက်တစ်ဖြည်းလေးဖြူတာ ရန်နံမျိုးမျိုးရဲ့ရိုးရာဟင်းတစ်ခွက်ကိုပြပါဆိုရင်ဖြူကောင်းလေးကိုလည်းနှုတ်ထိုးပြမှာပါဒီကောင်းလေးကိုစားသုံးမှုကတီးတဲ့မွေးမိကြပါရီသူရဲ့အသားဝက်သားနဲ့ဆေးလုပြီးတော့ဝက်သားတွေရွေရှက်နဲ့ကျွတ်ကျွတ်ရလေးနဲ့ချက်ပြုတ်လိုက်တဲ့ခါမှလည်းမွေးကြလေးကနေပေးဆွတ်နေလို့ဆိုကြပါရီဒီလိုထုခဲ့ကောင်းမလာတဲ့ဖြူသားဟင်းတစ်ခွက်ဈေးနှုန်းကလည်း1ကီလိုကို30ဒေါ်လာတော့ကျတယ်ပါရီသူတို့ဟင်းရည်အစိုက်နင်းမျိုးပြရရှိနိုင်တဲ့နယ်မြေကြီးမျိုးတွေကတော့ဟန်ဒရိုက်နဲ့ဟိုချီမင်းဒီတို့ကဒေတာတွေပဲဖြစ်ပါရီလူကြီးမင်းရဲ့ဗီယက်နမ်ကိုသွားလေတဲ့ခါဖြူသားဟင်းကိုမီးစမ်းကြည့်ဖို့မမေ့ပါနဲ့နော်ဖရောင်းစန်တောင်တန်း ။ကွန်ဘေးကနေစပြုပြီးတော့အမင်းလေပိုင်းဒေတာတွေထမ်းချက်တာတဲ့ထရောင်းဆန်တောင်တန်းကြီးကသူ့ရဲ့နားပေါင်းနေတဘာဝရှုခင်းနေကြောင်ကြောကြပါလေ။ပရဝီနေထားရအန်အောင်လောက်ဆရာဖြစ်နေုံနဲ့မကသူနဲ့ပတ်သက်တဲ့ဒဏ္ဍာရီပုံမြင်တွေကလည်းတည်ရှိနေရပါ။ ဒီသမိုင်းတော့တွေကလည်းလူမျိုးစုတစ်ခုနဲ့တစ်ခုကွာခြားမှုကိုလိုက်ပြီးတော့ဇေဝင်သားတွေကောင်းတဲ့ရာဇဝင်တွေဖြစ်နေပြောင်းလဲနေပါသေးတယ်။ခင်ရှားတဲ့သမိုင်းတော့တစ်ခုကတော့ဒီဖရန်ဆန်တောင်တဲ့ဒေသကရှေးပြန်တဲ့လူမျိုးစုနောက်ခုဖြစ်တဲ့ကျုနဲ့ဖုန်လုံးအမီးရမျိုးနွယ်စုနောက်ခုအခြေချနေတိုင်းဒေသဖြစ်ခဲ့တယ်လို့ဆိုပါတယ်။ဒီနေရာဗီယက်နမ်ရဲ့တဘာဝပြတိုင်းတစ်ခုဖြစ်လို့အမေရိကန်နဲ့ဗီယက်နမ်စစ်ပွဲတွေကြီးကပြည့်စုံမှုမရှိခဲ့ပဲတကူတဲ့ဒီဒီမမရက်တည်ခဲ့တဲ့အမွေအနေကြီးတစ်ခုလည်းဖြစ်ပါတယ်။ဘုံပေါ်လေးကိုစားသုံးတဲ့ဒလေး ဒီဘိုးကောင်လေးကိုတော့ကျွန်တော်ဝစ်စင်နေဘိုးတယ်လေးကိုရလို့ရမှာတော့နဲ့ဘိုးမြင်လေးကိုထုတ်လို့ပေးနေဘိုးကောင်လေးတို့တည်ထားကြပါလေ။ Vietnam နိုင်ငံမှာတော့ဒီဘိုးကောင်လေးအားရတာရှိတဲ့ဟင်းတဲ့အတမဲဖြစ်တဲ့ပြောင်းလဲခြင်းခံတာပါလေ။ဘိုးမြင်ထုတ်ဘိုးတွေကိုဝစ်ထည်ရလဘိုးအတွက်မွေးမိကြတယ်လို့စားသမှုအတွက်လည်းမွေးမိကြပါလေ။အရာလာမျိုးစုံနဲ့ style မျိုးစုံသောဟင်းပွဲတွေဖြစ်ဒီဘိုးကောင်လေးကိုအသုံးပြုဖန်တီးကြတာပါ။သူတို့ကတော့ဒီဘိုးကောင်လေးရဲ့အားတာကတော်တော်လေးကိုတည်ယူဖို့ကောင်းတယ်လို့ဆိုကြပါလေ။ Jovan Plateau ဒုံမပလာတူလို့ခေါ်ကြတဲ့ဒီတဘာဝပိုင်းကန်တီကတော့ဟာချန်ပြည်နယ်မှာတည်ရှိပြီး2356ကီလိုမီတာတိကျဲဝန်းပါတယ်။သူရဲ့မတူဆန်းသားတဲ့ရှိမောင်ကင်းတွေအသက်ရှူမလာမဲ့လပရီကြောင့်အာစာတခင်မှာကြော်ကြပြီးရှေးခေဦးလူတွေနေထိုင်ခဲ့တဲ့ဒေသကိုယုံကြည်ထားကြပါတယ်။တင်ကစွန်စားရှာဖွေရတော့ကြိုက်သူဆိုတော့ဒီဘက်နဲ့စည်းစီမြောက်ရောက်အောင်သွားတင်ပါလိမ့်နော်။ Longflat Tower ဒီတော့အသင်းကိုဗီယက်နမ်နိုင်ငံအပေါ်စီးလာကြတဲ့ကွဲပါချလာတဲ့ရှုကင်းတစ်တခုစီကိုခေါဆောင်ပြီးတော့မှာဖြစ်ပါတယ်။ဒိုဗန်မျိုးနဲ့လန်ဆော့ရာကရှေးခေဗီယက်နမ်ကိုပြောင်းသွားလို့ခန်းစားစီမှာဖြစ်ပြီးလမ်းမင်းစည်းတဲ့နဲ့မပြတ်စည်းကားနဲ့လမ်းတွေကလည်းတင်းကိုတမိုက်အစီပိုင်းတစ်ခုကိုကိုယ်တိုင်ထိတွေ့နေရလို့မျိုးဖြစ်လို့ပြေးပါပါ။ပကြမဖက်ရှင် ဗီယက်နမ်ကိုခြေချလိုက်ပြီဆိုတာနဲ့တခြားနိုင်ငံတွေနဲ့မတူပဂျာမာဖက်ရှင်လို့ဝတ်စုံတွေကိုဝတ်ဆင်ထားတဲ့မျိုးမီတွေကတင့်ကိုစောင့်ကြိုနေမှာပါဒရုန်းမြန်မာနိုင်ငံကမျိုးမီကလုံးကြီးဝန်ပြနှုတ်ဝတ်ဆင်ကြသလိုမျိုးဒရုန်းနိုင်ငံနဲ့ပဂျာမာကိုဖက်ရှင်ရည်တဲ့ဘုလိုခုပြနေဝတ်ဆင်ကြပါလေခင်မီတို့တက်လာတဲ့မြပဂျာမာဖက်ရှင်ရဲ့စမ်းသည်ဒီထွေမှုတွေကလည်းတစီရီစီမင်းတက်လာပြီးတော့ထရန်နဲ့အညီချိန်ကပ်ပြုလုပ်ထားတဲ့ပဂျာမာဖက်ရှင်တွေကိုတွေ့ရှိနိုင်ပါလေဝေဖင်းနဲ့လုပ်ထားတဲ့စီးရက် ရန်နိုင်နိုင်ငံတော်ကစီလေးတွေပြီးရင်နောက်ထပ်တွေးရအများဆုံးကတော့မွေသွေးသုံးအရက်တွေပဲဖြစ်ပါတယ်။ဒီလိုအရက်ကိုပြုလုပ်ဖို့အတွက်မွေကောင်းကောင်းကတွေဂျွမ်းကျင်းသူတယောက်လုံထုံးလော်ဒီတိုင်းပြုလုပ်ဆောင်ရပြီးဆန်ရက်ထဲကိုမွေအန်ချောက်လာတဲ့တွေးတွေကြောပြရပါတယ်။ဒီလိုဝိုင်ရက်တွေပြင်မွေတွေကိုစိန်ထားတဲ့စီးရက်တွေရောင်းချတဲ့ဆိုင်တွေလည်းဒီအိုင်းနယ်လိုမှတွေးနေနိုင်ပါသေးတယ်။ Wisabu Coffee ရန်နမ်နိုင်ငံကဘာကူကော်ဖီတင်ဖို့ပမာဏကြီးမှတဲ့ဒိုင်းမီတစ်ခုဖြစ်ပါတယ်ဒီလိုကော်ဖီနဲ့ပတ်သက်တဲ့ပစ္စည်းတွေထဲကမှဒမ်မေဂျင်းလုံးကော်ဖီကတော့ဝီဆယ်ဖူးလို့ခေါ်တဲ့ကော်ဖီပဲဖြစ်ပါတယ် သူကတော့စားချေပြတာလေကော်ဖီသေးလေးဖြစ်ပြီးတော့တောင်ကရုကလည်းရရပါတယ်သူတို့ကတောင်ကရုရဲ့ဦးလိုင်းချောင်းထဲမှာချင်ဖောက်ပြီးတော့ဆွဲပြလိုက်တဲ့ရာဟုမဒါရုနေအစည်းအဝေးပြုပြင်ဖို့မှန်ရပါခါတတပြင်းရှာရှာချောကလေးရလာပဲသွားပြီးတင်းတနေတာကိုတက်ထွန်းဒူးချနေစီမဲ့ကော်ဖီတစ်ပွက်လို့ဆိုရပါပါတက်ကီလိုဟိုတော့90ကနေတရားစားကြတဲ့နေထီကိုဈေးကလည်းခောင်းခိုက်နေပါလေဘက်မန်ဒီရှင်းနယ်ပါကဒီတော့တော့ပေါ့လေလာကြပြီဖုန်းလိုက်တော့ရဲ့ဟူနဲ့ဒိုင်မျိုးတော်ကြားမှာတီးရှိတဲ့ဒီဘက်မန်မျိုးသားဥယျာဉ်ကတော့ငိန်သက်အေးချတဲ့တောတောင်ရင်းနေကြောင့်လက်ပုံကူလာထိမရစီပါလေ 布尾庙那里，阿弟路过摆晒那的槟蕉牌，阿弟买到两斤蕉嘛，来让弟媳你的白马搬这里啊。虽然在广西，你当地的布布片只大不了，我上那兜里，我让他阿叫。前面那那龙大哥穿个布标龙衣服的，前面庙牌那兜买个摆晒大不了白马，弟大哥，别的一家人调皮的，阿弟别速度快耍嘴也阿些跑的，马步走。 ပြားနဲ့စူညာလုံရှားနေတဲ့မြို့နယ်ကောင်ကလည်း၈ကီလိုမီတာကွာဝင်းမှာတော့မာပဲတောင်ကြီးတည်ရှိနေပါလေ။ဒွာဝနဲ့နီးဆက်ဆောင်သားပြားကမှရှိကြခိုင်းမြဲတဲ့ဝိညာဉ်ကြီးကသမိုင်းကြောင့်နဲ့ပေါင်းဆက်ရှင်တွဲနဲ့မာပဲတောင်ကြီးကတော့ပုံမြင်တန်တားကြီးပေါင်းများစွာရဲ့ဝေးဖွာထားနေတခုဖြစ်ပါလေ။ရာဇဝင်ကြီးကဒီတောင်ကြီးကခုံးပေါ်မှာထူးဆန်းတဲ့ပုံစံကြောင့်ကျဲနေခဲ့တဲ့ငကားဥကလည်းဖြစ်တည်လာတာတချို့ပါလေ။တောင်ရဲ့မိနာမကတော့1925ခုနှစ်အင်ပါမေမန်လက်ထက်မှာစတင်ပြရခဲ့ပြီးတောင်ထိပ်၅ခုရှိတဲ့လျောက်တစ်ခုစီကတတ်ထုရေမိတက်တာမြေစတဲ့ဓာကြီး၅ပါးကိုကုစားပြပါလေ။ရင်းနှီးချမောစရာနေရာတွေကမှနေအံပြားကလည်းဒီတောင်မှတည်ရှိနေပါလေ။ စန်တော့အင်မီနေကန်နေချစ်ရီဗိုဗီယန်တောင်ပိုင်းကစန်တော့ဘက်မီစကန်ဟာနတ်ပုံနဲ့နဲ့တခုပါပဲမျိုးစားစုံတွေကလက်လက်ဆက်ဆက်ပြင်းလဲစားရီကန်ကြီးအလားပါတွေခန်းစားနေမှာဘူးမေးရာသီဥလူတွေတောင်ပိုင်းရှုကင်းလာတွေကိုတွေ့မြင်ရမယ်ခွေးပဲဖြစ်ပါတယ်စနိုရှိယာဒုံမြုပ်ရဲ့မနီမြုပ်ရဲ့မှာဆိုရင်ကန္နာလူမျိုးတစ်ခုရှိပြီးလေပတ်သူစွိုင်းစည်းရင်းနဲ့ပြင်းထန်နေပါတယ်။ရီဒီကောမီကန္နာနဲ့ရင်းမြဲကျဲပြင်းလဲပြန်တစ်ခုရဲ့ပေါင်းဆက်ထားနိုင်မှုကစန်တုံးကိုတခြားကန်ဂျီစကန်ရီကနေကွာခြားသွားစီခဲ့တာပါ။ဂူချီတက်နေ ဟိုချီမင်းတို့ကလည်းနိုင်နေငယ်တော့ကားမောင်းထွက်ခဲ့မယ်ဆိုရင်တော့ကုချီလိုင်းကောင်းရှိရာကုချီခန်းကိုရောက်ရှိနိုင်ပါရီ။ညောင်ကျွင်းတွေတိုင်းပြီးရှိတဲ့ကုချီခန်းကတော့ဗီယက်နမ်စစ်ပွဲတွင်မှာရေးပါရောက်တဲ့ခန်းကနေပါဝင်ခဲ့ရပါရီ။ညောင်ကျွင်းတွေကိုတော့ထောင်ကွက်40ဖီလိုနစ်တွေအတွင်းမှာစတင်တူးခဲ့ကြပြီးစပိုင်းမှာတော့ပြင်သစ်ကိုလိုနီနယ်ချဲတွေကိုခုခံမှအသုံးပြုခဲ့ကြပါရီ။ထောင်ကွက်60မော်ဒီကျွင်းတွေကိုဆက်လက်တူးခေါ်ခဲ့ပြီးတော့150ကီလိုမီတာရှိခီးပေါင်ရင်ကမ္ဘောဒီးယားနယ်စပ်မြေတွေကိုရောက်ရှိခဲ့ပါရီ။ဒီကမှာကုချီလိုင်းချင်းကအမေရိကန်ဗီယက်နမ်စစ်ပွဲတွေမှာရန်သူနယ်မြေကိုထောင်လန်းမှုတွေ၊ယူအက်ဆက်တဲမှုတွေပြုလုပ်ဖို့အသုံးပြုခဲ့ကြပါတယ်။ဒီကမှာတဲကရုပ်သေးရုံ ဗီယက်နမ်မြန်မာလေမာတီရှိတဲ့ဒီရုပ်သေးရုပ်တွေကတော့နှစ်ရှင်ချင်းပါနေတာကောက်ရည်သိမ်းပွဲတော်ရှင်နေမှုကနေစင်းတာပေါက်ခွာလာပါတယ်ကနောက်ကလာလေမာကြီးလက်ပြီးပြေးကြရေမန်းစားနေပေမဲ့နောက်ပိုင်း၂၁ရာစုဒီမင်းဆန်လက်ထက်မှာတော့တော်ဝင်မျိုးနယ်တွေအတွက်ပြောပြီးတင်ဆက်ဖို့ခုပြလာခဲ့ပါတယ်ဒီဘက်ခင်မာရပြည်ပြည်ပကီးတော်တဲ့စိတ်အာငွယ်ပြေဝဖန်းစားထားနေကြတာပါဒီလိုခင်မင်းတင်ဆက်တဲ့ခါမှာရုပ်သေးတွေပုံဖန်ပြီးတဲ့စိတ်ကူးစိတ်တန်းဖြင့်ရုပ်သေးတွေအချခံမှုရေးသေးကလည်းလွန်စွာရေးပါပါတယ်ရုပ်သေးပြလို့ဖို့ရေးမှာပုံလိုက်တဲ့တိသားမျိုးစားကိုတုံးရပြီးလေးတန်းကြီးတန်းခံနိုင်စေဖို့စီးတုပ်တဲ့ခါမှာတိကျရွေးချယ်ရပါတယ်ရုပ်သေးဆွဲဆရာတွေကကလကနောက်ွယ်ကနေဝါးချောင်းလေးနဲ့လိုလိုလောက်ခါဆွဲကပေးရပါတယ် တောင်ထမ်းတဲ့ကကြောက်တောင်ကြဒီညကတော့စုံစားတာကြားတဲ့လူတွေအတွက်ပန်းဖြစ်စရာနေရာကောင်းတစ်ခုဖြစ်ပါလဆန်းကားပြီးတာမြင်ရှိတဲ့တောင်တန်းကြီးတွေကလည်းအောက်ဘက်ကိုခုံချဒိုင်မင်ထိုးရတဲ့ရတာကလည်းဘာနဲ့မှလဲနိုင်မှာမဖြစ်ပါဘူး။ရေကူးလို့ဝသွားတဲ့ခါဘေးဘက်ကျောင်းဆောင်တွေပေါ်တက်ဆော်ရင်ဘော်ရိုင်းနဲ့တူမမေးနိုင်စရာမှတ်ရတဲ့ဖန်တီးနိုင်ပါသေးတယ်။ဒါတော့လေလူငယ်တွေကြားပါရေးမစားကြော်ကြတဲ့ပန်းဖြေတွေကတော့ခုပြင်းတဲ့တပ်ပတ်ခံရတာပါ။ဟာဆုံးတို့လိုက်ကူ ။ဇီနာရဲ့နှလုံးသားကိုတပြေးတဲ့ဟန်ဆွန်တို့လိုင်ငူကတော့ကမ္ဘာကျန်းကုန်လိုင်ငူပြည်နယ်မှာတန်းဝင်လာပြီးဗီယက်နမ်နိုင်ငံသားဟော့ခါလို့အမည်ရတဲ့လူကတွေထောင်ကွာကူးစင်မှာရှာတွေ့ခဲ့ပါတယ်။ဒါနောက်ကိုနေမှာတော့ဗြိတိန်ဗီယက်နမ်နိုင်ငံသားတွေပါဝင်တဲ့လေးလိုင်အသင်းကတွေသူတွေကနားပြုတ်လုပ်ခဲ့ပြီးကူရဲ့ဒုတွေဟာ385မီလီယံတိရှိတယ်လို့တွက်ချက်ထုတ်ပြန်ခဲ့ပါတယ်။ဒီထောက်ခံချက်ကိုဝိုင်းဘူမိပိတာပညာရှင်ပေါမော့ခတိုနီဝေါ်လိုင်ကဒီပူပေးခဲ့ပြီး၃၃ခုမှာတော့ဟန်ဆွန်တုံကိုဂေနေဆိုင်နေတဲ့ခုပေးရခဲ့ပါတယ်။ဟန်နော့ကောဒီညာကတော့ဒေါန်နဲဒါမှမဟုတ်ဟန်တိုင်းမျိုးကနေတနိုင်ကမ်းပေါင်းကောက်လိုက်ရောက်နိုင်တဲ့ဘာနာတောင်ကိုပုံမှန်ဆောက်လုပ်ထားပါတယ်။ လက်ပုံစံကွဲမှာရာစီကိုဖြတ်ထိုးတည်ဆောက်ထားတဲ့ဒီပုံစံဒီဇိုင်းစစ်ဆန်းကိုတော့ The Sign Group ကနေတောင်းဝင်ဖန်တီးခဲ့တာပါဒီရှင်ရာစီရဲ့ရှီကတော့မီတာ150ဖေးပေါင်း490အကျယ်လေးနဲ့9မီတာ16ဘီကျယ်ဝန်းပြီးကေဘယ်ကားရှိရာစကန်နဲ့ဘန်းနဲ့ဝဆက်သွယ်ပေးတာပါလေလေပုံစံကကြောက်သားတွေလိုထင်ရပေမဲ့တကယ်တော့ wiring fiber မှန်သားတွေနဲ့ကြောက်သားပုံစံပေါက်အောင်ဖန်တီးထားတာဖြစ်ပါလေတမမဆောက်ထားတဲ့အတွက်လောက်သူတွေဖို့အပေါ်သေးမြေခွင်းကိုတင်ဆိုင်ဖူလာလာတွေကြားမှာထောက်ထွေးနေရမှာဖြစ်ပြီးအသေးစိတ်နဲ့ရင်ပေါ်ကြခိုက်တံပြုတ်ဖို့ခံစားရမှာဖြစ်ပါလေဘဲဥပုံလေး ရန်နမ်ကဲကြီးတို့ကတော့မဒူဆမ်းမရတဲ့ဒီထွေမှုတွေတောင်ကြောင့်သိဆုံးနဲ့လာပါတယ်ဒီတရားမှာဘဲဥပုံလေးကတော့ကဘာလဲကြီးသွားရည်ရဲ့အာယုံကိုအပြည့်အဝဖန်ဆားထားနိုင်ပါတယ်ဒီလေကိုစတင်ဖန်ပြီးခဲ့စဉ်ကတော့ပြည်내ကိုလိုနီချင်းတွင်အခွန်ခရီကိုရှောင်းတိမ်မှုယူရခဲ့ကြတာပါဒီဘက်ကရောက်တဲ့အခါမှာတော့ဘဲဥပုံလေးကပြည်내နိုင်ငံရဲ့ပြည်နိုင်ထုံမြို့တစ်ခုဖြစ်လာခဲ့ပါတယ်ဒေသခံတကားတွေကတော့ထွန်ချားကိုခေါ်ကြပါတယ်ဒီဘဲဥလေးကိုဖန်ပြီးဖို့အတွက်ရတော်ကြချိန်ပေးရပြီးဂျွမ်းတင်နိုင်ပြည်နာရှင်တွေကပဲတာဝန်ဆောင်လို့ရပါတယ်လေးရဲ့ကိုယ်ရဲ့အတွက်ဝါကိုအသုံးပြုပြီးတော့နောက်ချေးဒါမှမဟုတ်သစ်ဆေးကိုအကြံခံမှုတွေတော့တုံလင်းကြပါတယ်မိုင်းဆန်မြင့်မြတ်နေရ ယူနက်စကိုမွေးနေ့ကူပြတက်မှာထိန်းသိမ်းထားတဲ့မိုင်းဆိုင်ပြပြနေရာကတော့ဗီယက်နမ်လေပိုင်း၊ကွမ်နမ်ပြည်နယ်၊ဒွေးရှိရင်ခိုင်၊ဒွေးဖူရော်လေးမှာတည်ရှိပြီးတော့၄ရာစုနဲ့၁၄ရာစုတွေစုဆောင်ခဲ့တဲ့ချမ်ပါမင်းဆက်တွေကတည်ဆောက်ခဲ့ပါတယ်။ချမ်ပါမင်းဆက်တွေကအိန္ဒိယနယ်ဝင်ချမ်လူမျိုးတွေကလည်းစဉ်သက်လာသွင်းဖို့လို့ဒီပြားကြောင့်ရတဲ့ရှင်တီဝါကိုဂျီစုဆောင်လုပ်ခဲ့တာပဲဖြစ်ပါတယ်။ဒီနေ့မှာတော့မိုင်းဆိုင်ဖျားကြောင့်ဆိုဗီယက်ခံဖျားကြောင့်ဖြစ်ထီထီထီတည်ရှိနေပါတယ်။ထာဝရ99ခုနှစ်ကမွေးရေးရှိတဲ့ကိုတသွင်းခဲ့ပြီး23နှစ်မြောက်ဆီယူမှာတော့ UNESCO ကမိုင်းဆိုင်ဖျားကြောင်ကိုရည်ကြည်မှုပြောင်းလဲခြင်းအမှတ်တင်ကြေးအဖြစ်သတ်မှတ်ပေးခဲ့ပါတယ်။ဗုဒ္ဓဘာသာပန်းချံ တကြွလုံဆောင်မှုတော်တရားနဲ့စိတ်ငြိအေးတန်းတဲ့အခုကိုပေါင်းစားထားတဲ့ပန်းညာကတော့ဟိုချီမင်းမြို့တော်ပြင်မမှာတည်ရှိနေပါတယ်။လေပတ်တွင်နေနဲ့ဘုရားလေးပွေလေးဦးလေးတွင်ဆိုတော့ဗုဒ္ဓမြတ်စွာဘုရားရှင်မှာဆူတောင်းဝိပြုရင်ချိန်ထဲမှာပဲပန်းဖြေနေရကုသိုလ်တွားအောင်နိုင်အောင်လို့ဖန်တီးပေးထားပါတယ်။တင်းနေတဲ့မိသားစုနဲ့တူသွားအောင်တယ်ဆိုရင်တော့အေးစေးနေချင်းနဲ့တင်းမိပါတယ်ကုန်။ဘုရားရှင်ရဲ့ဘက်ကိုပို့ထားပြီးတော့တင်းကတော့ဒီဘက်ကစားခွင့်မှာပြီးကဲနိုင်ပါတယ်နော်။ဘရင်မွေးပြီးလေးချမ်းဘုရားအေးလေးတန်ကုန်ကိုပြေးကြောချစ်ကြိုလေးကောက်ဝါရင်အေးစေးထိုင်တော့ရရတာကလေးဘလောက်ကျင်းတ်ဖို့ကောင်းမှန်ပြီးဘူးသူတွေလားနားလည်ပါပါ။ တင်ကတို့ကြိုက်တဲ့သူစင်တော့တွန်ပြည်နယ်ကအသွားတည်ဆုံးပြည်နယ်ဖြစ်ပါပါအဲဒီမှာတော့ပြင်းတွေကိုစားသုံးဖို့တည်တံ့မွေးနေကြပြီစာရင်းလည်းဖွင့်လာကြပါပြီလက်ဆက်စားသုံးနိုင်တဲ့ခွေးကိုကမ်းလန့်ထားပါဗျာတင်ကဒါစားတာမနေ့ကြိုက်တဲ့သူစင်တော့ဒီတစ်ခုကစိတ်ကတိကောင်းဖြစ်စေမှာဖန်ပါပြီဟုတ်ကဲ့ပါဒီနေ့မှာကျွန်တော်တင်ဆက်ပေးခဲ့တာတွေကတော့ဗီယက်နမ်နိုင်ငံမှာသာတွေ့မြင်ရတဲ့တလီထုံးတဲ့တွေနဲ့ထူးဆန်းတဲ့နေရာတွေအကြောင်းပဲဖြစ်ပါတယ်